စီရင်တဲ့လုံခြုံရေးအခြေအနေတွေကြောင့်မြို့နယ်အတွင်းခီးသွားလာရမှာလိုအပ်တဲ့ထောက်ခံစာတောင်းခံရတာတွေကိုအတိုင်းအတာတစ်ခုအထိဖြည့်လျှော့ပေးစီလိုတယ်လို့တောင်ကုတ်ဒေသခံတွေကတောင်းဆိုကြပါတယ်။တနေရာကိုသွားမယ်ဆိုရင် ထောက်ခံချက်စာယူရပြီးနေတိုင်းသွားလာနေကြရတဲ့နေရာတွေကိုလည်းတစ်ခါသွားဖို့အတွက်တစ်ခါယူရတာမျိုးကအဆင်မပြေမှုတွေရှိနေတယ်လို့တောင်ကုတ်မြို့နယ်ပြည်သူတယောက်ကနှမိတ်ဆရာကိုပြောပါတယ်။ လုံခြုံရေးအခြေအနေကြောင့်လက်ရှိအာရခတတော်၏ထိန်းချုပ်ထားတဲ့တောင်ကုန်းမြို့နယ်ကဒေသခံပြည်သူတွေအနေနဲ့ခရီးသွားလာရမှာအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ခွန်ပြူချက်ထောက်ခံချက်တွေနဲ့သွားလာနေရတာဖြစ်ပါတယ်။အခုလိုထောက်ခံစာယူရမှာမြို့နယ်အတွင်းမှာရှိတဲ့ကြီးဝါတွေကိုသွားလာရမှာလေရက်ွက်ယုံ ထောက်ခံချက်စာပါမှသာဖြတ်တန်းသွားလာခွင့်ရကြတယ်လို့ဒေသခံတွေကပြောကြပါတယ်။စည်ရဲကာလလုံခြုံရေးတင်ကျပ်ထားတဲ့အပေါ်မှာနားလေပေမဲ့လေ မြို့အနီးအနားကပ်နေတဲ့ကြေးရွာတွေမြို့နေတွေအတွင်းကရွာတွေကိုသွားလာတဲ့အခါမှာတော့နည်းနည်းပါးပါးဖြေလျှော့ပေးစေလိုတယ်လို့လည်းဒေသခံတွေကတောင်းဆိုကြပါတယ်ရှင်။